Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကာနာချူတို့ LMD Lab 2နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်တို့သာဆွေးနွေးစရာလေးတွေကျွန်တော်တို့ပါတယ်။ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲမင်္ဂလာ။ဆိုတော့ကာနာချူနဲ့ပတ်သက်လို့ကျွန်တော်စပြီးတော့ကျွန်တော်ပြောကြည့်အောင်။ဆိုတော့ကာနာချူရဲ့အပြောင်းအရွှေ့နဲ့ကျွန်တော်ပတ်သက်လို့ပေါ့နော်။ဆိုတော့ဒါကတော့ ESPN ရဲ့ Rob Dawson ကကျွန်တော်တို့သာ report လုပ်လာတာပေါ့နော်။အဲဂနာချူကတော့လာမင်နွေရာဒီအပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာဖို့ဒီအချင်းကြီးကပူပူပြီးတော့ဖြစ်နိုင်ကြီးများလာပြီးဖြစ်တယ်ဗောနော အဲစူဒော့ဒါအပြင်ကျွန်တော်တို့ United နဲ့ကောကစားမတောင်းရှိသူတွေဘက်နဲ့ကောလာမင်နွေရာဒီအပြောင်းရွှေ့မှာအသင်းကထွက်ဖို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြဖို့အတွက်အစီအစဉ်တွေရှိထားတယ်ပေါ့ဗျာဂနာဂျူကတော့လက်ရှိနီးပြဖြစ်သူရူဘင်အမိုရင်ရောက်ဆကြတဲ့ကအမိုရင်လက်အောက်မှာသူကစားရတဲ့တိတယ်မလားရူးကိုပေါ့နော် သူလုံးဝ သဘောမကျဘူးပေါ့နော်သဘောမကျတယ်လို့သူမပြောမွှင်လဲကျွန်တော်ဖြစ်နေတယ်ဒါအပြင်ယူရိုပါလိဖိုင်နယ်မှာမိနစ်20ပဲကစားခဲ့ရတာ ਨੇ ပတ်သက်ပြီးတော့သူတော်တော်ကိုအခဲမကြေဖြစ်နေတယ်သူမပြောမွှင်ဖြစ်နေတယ်ပေါ့ဗျာဆိုတော့ဒါကြောင့်ပေါ့နော်အခဲလို့နွေရာသီအပြောင်းအရွှေ့မှာတကယ်ကောင်းတဲ့ကံလန်းမှုတွေခနာချူနဲ့ပတ်သက်လို့ရရှိခဲ့မယ်ရလက်ခံရရှိခဲ့မယ်ဆိုရင်အသင်းဘက်ကလက်ခံဆွေးနွေးသွားဖို့အတွက်လမ်းဖွင့်ထားတယ်ပေါ့နော် ကနာချူရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကတော့ပရီးမီးယားလိတခြားကလပ်အသင်းတွေရဲ့ဘက်ကပဲဖြစ်ဖြစ်စတိုရီအာရီဗျကလပ်အသင်းတွေရဲ့ဘက်ကပဲဖြစ်ဖြစ်ပေါ့နော်ကျတို့ဒါဒီကန့်လန့်မှုတွေစိတ်ဝင်စားမှုတွေရှိလိမ့်မယ်ဆိုပြီးတော့မျှော်လင့်ထားတယ်ဆိုပြီးတော့ကျတို့သိရတယ်ဆိုတော့ဒါကလက်ရှိမှာကနာချူနဲ့ပတ်သက်လို့ပေါ့ကျွန်တော်တို့ကနာချူနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီယူရိုပါလိဘူလူပွဲပြီးကြတဲ့ကကျွန်တော်ခဏတိုင်းပြောပါတယ်ကနာချူနီနဲ့အဲ့ဒီဘူလူပွဲအပြီးမှာသူပြောခဲ့တဲ့စကားတွေကြောင့်အသင်းမှာဆက်ပြီးတော့ ရှိဖို့အတွက်အတင်းမှာဆက်ပြီးတော့ကဏ္ဍချုပ်ကိုမြင်ရဖို့အတွက်အင်မတန်ခဲယဉ်သွားပြီးဆိုပြီးတော့ကျွန်တော်ခဏတိုင်းပြောဘူးတယ်အဓိကတော့သူပြောတဲ့ဇာတ်ကားတွေကအစဉ်ပြေမနေဘူးပေါ့နော်ကိုအတင်းကမှရှုံးနေပါတယ်ဆိုမှဘယ်ပြောမလဲအတင်းရှုံးလို့မှကိုတွေတိုင်ပက်နေရတဲ့ကြားထဲမှာကစားမားတွေစီကဓာမျိုးတွေကြားရတာတွေကအမှန်တီဖြစ်စေမှားတီဖြစ်စေကျွန်တော်အချိန်ခါကောင်းဟုတ်မနေဘူးပေါ့နော်ဒါပြင် public ကိုထွက်လာတဲ့အရာမျိုးတွေမဟုတ်ဘူးအစမပြေဘူးဆိုနီးပြတဲ့ဇာတ်ပြောရမယ့်ကဏ္ဍတွေကြီးပဲရယ် တယ်မလားကျွန်တော်ပြိတက်တွေအကုန်လုံးကတိုင်ပတ်နေပါတယ်ဆိုမှပဲဒါမျိုးကြီးကြားနေရတာကအဆင်မပြေဘူးဒါဟာပြိတက်တွေဘက်ကပဲကျွန်တော်တို့ကြည့်ကြည့်နီးပြဘက်ကပဲကျွန်တော်တို့ကြည့်ကြည့်အသင်းတောင်ရှိသူတွေဘက်ကပဲကျွန်တော်တို့ကြည့်ကြည့်အသင်းမှာနီးပြကိုဆက်ထားဖို့ရှိပြီးတော့အဲ့ဒီဆက်ထားမဲ့နီးပြနဲ့အဆင်မပြေဘူးဆိုကြတဲ့ကဒီကစားမအပြစ်တွေကိုကျွန်တော်ဆက်ပြီးတော့မြင်ရဖို့ဟာအင်မတန်ခရင်သွားပြီဒါကျွန်တော်တို့ကောင်းကောင်းတွေ့နိုင်တယ်အဲရောဂန္ဓာချူနဲ့ပတ်သက်လို့ပေါ့နော်ဒီသူ့ရဲ့တောင်ရှိသူတွေကတော့ဒါကြည့်နေတွေကတော့ပေါ့နော် ဦးဇလဲဒီကတော့အာဆော်ဒီကလပ်ဒီရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေရှိလာလိမ့်မယ်လို့မျှော်လင့်ထားတယ်ပေါ့ဒီလောက်ငယ်ရွယ်တဲ့ကစားမတစ်ယောက်ကိုဘာကြောင့်များဆော်ဒီကလပ်ဒီစိတ်ဝင်စားတာကိုသူတို့မျှော်လင့်နေကြလဲကျွန်တော်နားမလဲဘူးနော်ဒီဘဲတွေကများဒီကာနာချူနဲ့ပတ်သက်လို့ရှိရင်ဟောသူတို့အမျက်ရဖို့ပြီးတယ်မလားသူတို့တို့ကကူကျူးရဖို့ပဲတွေးနေကြသလားမသိဘူးအော်ငါတို့ကောင်လေးကတော့ဟေးအသက်ငယ်သေးတယ်အမှန်ငယ်တခြားဥရောပကလပ်တင်းတွေကိုကစားဖို့အချိန်ကောင်းရှိသေးတယ်ဒီကောင်လေးကိုတခြားဥရောပကလပ်တင်းတွေစိတ်ဝင်စားလာရင်ကောင်းမှာပဲဆိုပြီးတော့တွေးတာမဟုတ်ဘူး ီးမီးယားလိဂ်ကလပ်အသင်းတွေဒါမှမဟုတ်တခြားဆိုဒီကလပ်တွေအသင်းတွေရဲ့ဘက်ကစိတ်ဝင်စားမှုတွေရှိလာဖို့မျှော်လင့်နေဆိုတော့ဘယ်လိုလုပ်ကြအောင်လဲနော်။ထားပါဒါကတော့သူတို့ကဏ္ဍပေါ့နော်။ပရီးမီးယားလိဂ်ပြိုင်ဘက်တီကိုရောင်းချဖို့ဆိုလို့ရှင်တော့ United အနေနဲ့တော်တော်ကိုခဲရင်ပါတဲ့။ကျွန်တော်ကတော့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကိုရောင်းချသင့်တယ်လို့ကျွန်တော်မထင်ဘူး။အကယ်လို့ပရီးမီးယားလိဂ်ပြိုင်ဘက်တီကိုရောင်းမယ်ဆိုရင်တော့မှလွယ်လွယ်ကူကူကျွန်တော်လက်မလို့သင့်ဘူး။ဘာလို့လဲဆိုတော့ကိုယ်ပြိုင်ဘက်ကိုကိုကိုထိတ်တိုက်ကျွန်တော်တိုက်ရိုက်ရင်ဆိုင်ရမှာ။ နော်အကယ်လို့ကိုကရောင်းလိုက်လို့ဒီများအသင်းမှာကောင်းသွားတယ်ဆိုဒါတော့သူကန်တာပါသူတို့အသင်းဘက်ကကျွန်တော်ကြည့်ရမှာပါနော်ဟိုထားပါပြီစပါးတို့ပါတို့ဆိုလို့ရင်ဟယ်ရီကိန်းတို့ပါတို့ကိုကျွန်တော်အမှန်ကန်ခေါ်ပြီးကျူးပန်းခဲ့တာဘယ်တော့မှအသင်းကိုလွယ်လွယ်နဲ့မရောင်းဘူးဒါပေမဲ့ဥရောပအသင်းတွေဆိုလို့ရှိရင်တော့သူတို့ထိုက်တန်နေကြည့်နေသူတို့ရောင်းတယ်ဒါမျိုးပေါ့အခုလက်ရှိကျွန်တော်တို့နေ လီဗာပူးစင်က Florian VS2 ပါလို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲသူတို့ပြည်တွင်းကဒီခေါ်ဖို့လုပ်နေတဲ့ Bayern Munich တို့ပါတော့ကိုသူတို့လွယ်လွယ်နဲ့လက်လွတ်ဖို့မရှိဘူး။ဒါပေမဲ့တခြားဥရောပကလပ်တင်းနေဆိုလို့ရှိရင်တော့ Titan နဲ့ကြီးနေရောင်းမယ်။ဒါမျိုးပါအသင်းရဲ့ဘက်ကလည်းဒါမျိုးဖြစ်ရမှာ။ငါတို့ကာနာချူနဲ့ပတ်သက်လို့ရှိရင်ပြည်တွင်းကလပ်တွေဆိုရင်လွယ်လွယ်ကူကူနဲ့ငါတို့လက်လွတ်ဖို့မရှိဘူး။တခြားဥရောပကလပ်တင်းနေဆိုရင်တော့ Titan နဲ့ကြီးနေငါတို့လက်လွတ်မယ်ဆိုတဲ့ပုံစံမျိုးဒါမျိုးဖြစ်နေရမှာပေါ့နော်။ဆိုတော့ဒါကြောင့်အသင်းကတော့ຫນွေမှာကာနာချူကိုရောင်းဖို့ကြိုးပမ်းတာတွေအများကြီးတွေးရလိမ့်မယ်လို့ထင်တယ်။အကယ်လို့တန်း60တန်း90လောက်နဲ့ကန့်လန့်လာမယ်ဆိုလို့ရှိရင်ကို အတင်းဘက်ကလက်လွတ်ဖို့ကြိုးပမ်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကဗျာခန္ဓာချူအနေနဲ့အရာအလုံးကပေါ့နော်အရာအလုံးကကျွန်တော်အနေနဲ့ဒီပြောပြောနေနော်အရာအလုံးကဩသူ့အတွက်ကြီးပဲဆိုပြီးတော့တူတူတူပဲဆိုတွင်းနေလို့ကျွန်တော်မရဘူး။မရဘူးကျွန်တော်လက်ရှိအတင်းကတသိန်းလုံးတိုင်ပတ်နေတာတသိန်းလုံးတိုင်ပတ်နေတဲ့နေရာမှာကျွန်တော်က final မှာလဲကျွန်တော်ကတိုင်ပတ်ထားသေးတာအဲ့ဒါကိုသူ့အနေနဲ့သိတယ်မလားဩလူပြောမလဲအာငါတော့မကစားရဘူးကွာငါမကစားရလို့ငါဘာဖြစ်လို့ငါဘာဖြစ်လို့လုပ်နေလို့ကျွန်တော်မရဘူး။ မှန်တယ်ဒါသူ့ဘက်ကတွေးလို့ရှိရင်တော့မှန်တယ်ကျွန်တော်ပြောချင်တာကဒီထားပါတော့မေဆန်မောင်ဒီတရားစီလုံးဒီမှာတိုင်ပက်လာပြီးမှအခုမှပွဲထွက်လို့ရှိရင်ဘိုလူပွဲကြီးမှာကစားရတာကအိပ်ပဲမရှိဘူးနီးပြရတာအမှားပဲနီးပြအမှားပဲနော်ဒါကနာချူဘက်ကမှားတာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့လို့အကယ်လို့သူထွက်ပြီးတော့ပြောလာတာကြီးက public မှာဖြစ်နေတာမျိုးကြီးကဘလို့မှအထိပ်ပဲရှိမနေဘူးကျွန်တော်ပြောလို့ပဲအားလုံးကပူဆွေးနေကြတာအားလုံးကတောကရောက်နေကြတာအရာအားလုံးကဒုက္ခရောက်နေကြတာတိရဘသူပဲကြီးကြီးအသိနဲ့ပတ်သက်လို့ရှိရင်အနာဂတ်ကဏ္ဍတွေလည်းမှေးမိန်သွားပြီ နော်လက်ရှိပြည်သက်တွေဘက်ကိုကျွန်တော်ကြည့်တော့လေဘလို့မှအဆင်ပြေမနေဘူးအဲ့လိုကန်တာကြီးမှာအားလုံးဟာငါဖို့ငါဖို့ငါမငါမဆိုပြီးလုပ်နေတာပြေအိမ့်ပဲမရှိဘူးအိမ့်ပဲမရှိဘူးဒါကြောင့်မနော်အသင်းမှာ negative တည်တယ်မလား energy တွေကျွန်တော်တည်လာလို့မရအောင်ဒီချိန်မှာအရာအားလုံးကအပေါင်းလက္ခဏာဆောင်တာမှတိတ်မရှိပါဘူးဆိုမှကစားမားတွေကိုယ်တိုင်ကဒါမျိုးဖြစ်နေလို့ကျွန်တော်မရဘူးနော်ဆိုတော့နီးပြဖြစ်သူ Ruben Amorin ရဲ့လက်အောက်မှာကစားရတာသူမပြောတော့ဘူးပေါ့ဆိုတော့ဟိုဒါကလည်းဗျာ तू ကလုံးဝ defense ကို तू မကူခြင်းလို့ထင်ပါတယ် ကျွန်တော်တို့3421နဲ့ကစားတဲ့ပုံစံမျိုးမှာမိပြဖြစ်သူ Ambodin ရဲ့ system မှာကစားရတဲ့ Nero number 10နှစ်ယောက်ကအတိုင်းအတာတကူဒီ defense မှာကူရတယ်။ defense မှာကူရတဲ့အခါမှာ तू ကဒါကိုသဘောမကျဘူး။ defense ကို तू ကလုံးဝမဆော့ကျင်တဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့ Ambodin ရဲ့အောက်မှာကစားရတဲ့သူ့ရဲ့ role ကို तू သဘောမကျတော့ဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်။အဲတော့ဒါကတော့ပေါ့နော်ကစားမတိုင်းကြပါတော့ဗျာဒီကျွန်တော်တို့ United အသင်းမှာရှိတယ်ဆိုလို့ရှိရင်မင်းမင်းကို့မှာကို့ကိုပေးတဲ့တောင်းကလောက်ရမှာပဲ။ အကယ်လို့မြင်မကြည့်နဲ့ထွက်ပေါ်အခုသူလည်းပဲအဲ့လိုမျိုးကြောင်ထွက်ဖို့လုပ်နေတာဒါဖဲဖြစ်ပါတယ်ဒါပေမဲ့လို့အတင်းကမင်းကိုတပတ်ကိုဘလော့ဘလော့ပြီးထားတဲ့ချီနီမျိုးမှာကိုကန်တာကိုကိုတောင်ကိုအလုလုရမှာပဲဘယ်သူမှကျွန်တော်ညင်းနေလို့မရဘူးဟုတ်တယ်မလားနော် defense ကိုတောင်ယူရဲဆိုလေတောင်ယူရမှာပဲတောင်ယူရမှာပဲနော်ဆိုတော့ဒါကြောင့် Amorin လက်အောက်မှာကစားတဲ့ rule ကိုသဘောမချဘူးဖိုင်နယ်မှာမိနစ်20ပဲကစားခဲ့ရတာကိုဒီလုံးမှသဘောမချဘူးဖြစ်နေတယ်ဆိုတာမျိုးတွေတွင်တက်လာတယ်ဆိုတော့ခန္ဓာချူကတော့လာမယ့်ຫນွေမှာလုံးဝလစ်ရပြီလို့ကျွန်တော်ထင်တယ်ပေါ့နော် ပရိသတ်အများစုကလည်းဟာလစ်ကွာဘာဖြစ်တယ်ငါတို့ပူကောင်းနေကစားမှလူတယ်ပေါ့အချို့ကျတော့လေအဲကျွန်တော်တို့ဘယ်လိုပြောမလို့အာကာနာချူလေးကိုဆက်ပြီးတော့နေရာပေးတင်တဲ့အမူရင်မှားတာအမူရင်မှားတာပေါ့ဖိုင်နယ်ပွဲကလောက်ရက်ကတော့အမူရင်မှားတာပါကျွန်တော်100%ဒါသဘောတူတယ်ဒါပေမဲ့လို့ကာနာချူလေးနဲ့အခုလိုမျိုးလူသိရှင်ကြီးပြောလာဖို့မသိဘူးအနီးပြားနဲ့စကားပြောရမယ့်ကန်တာတွေပေါ့နော်ဒါကြောင့်ကာနာချူကတော့လာမယ့်နေရာတိပြောင်းချူမှာအတင်းကနေအတိုင်းတာတစ်ခုတိပေါ့နော်ဒါထွက်ရဖို့ရှိတယ်လို့ကျွန်တော်ထင်တယ် ညီကတို့ရောဘလူမီညလည်းကျွန်တော်တို့ဟိုတနေ့ကလည်းကာနာချူနဲ့ပတ်သက်လို့ပြောလာတာတွေရှိတယ်ဆိုတော့အလုံးကတော့ကာနာချူကိုများအားဖြင့်ပေါ့နော်ကျွန်တော်တို့ဒါရောင်းစီခြင်းညတဲ့တည်းမှာကျွန်တော်တို့ပါတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဒီလက်နဲ့ပတ်သက်လို့ပါနော်ဒီလက်နဲ့ပတ်သက်လို့ဒါတော့ထူးထူးခြားခြားကြီးတော့ကျွန်တော်မဟုတ်ပါဘူးလက်ရှိအာကယ်ရီမကင်းနာပေါ့နော်ကယ်ရီမကင်းနာကျွန်တော်တို့ပြောထားတာနော်ကယ်ရီမကင်းနာဘယ်လိုပြောမလို့ဟိုဟုတ်တယ်ပေါ့နော်လီယန်ဒီလက်ကလာမယ့်နေရာကြီးပြောင်းရွှေ့မှာအတင်းကနေထွက်ဖို့ရှိတယ်ပေါ့ဆိုတော့အသူအတင်းပြောင်းခြင်းပြီးတော့ အာစိန်ခုံမှုအစ်တီကိုရင်ဆိုင်ခြင်းနဲ့သူ့ရဲ့စန္ဒကိုလည်းကျွန်တော်တို့ကနော်အပြေဝထောက်ခံတယ်အားပေးတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒီလက်နဲ့ဒါတော့ Fabrizio Romano ကပြန်ပြီးတော့ပြောထားတာပါ Ace Manager Kieran McKinnon ကပြောထားတယ်ဆိုပြီးတော့ဗောနော်ဆိုတော့ Ace တတင်းလုံးရဲ့ဘက်ကတော့လက်ရှိမှာ DM ဒီလက်ထွက်မယ်ဆိုတာကိုအားလုံးသိထားကြတယ်ဆိုတော့သူတို့အနေနဲ့လည်းတန်းစင်းသွားရပြီဆိုတဲ့ခါကျတော့ဒီလက်ဘလူးကစားမမျိုးကိုရောင်းပြီးတော့ငွေပြန်ရှာဖို့ကအတိုင်းအတာတစ်ခုတည်းသူတို့တက်တာကောင်းတဲ့အရာပဲလေဆိုတော့ကိုရီ United အနေနဲ့ဘလောက်ထိအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေမလဲကျွန်တော်ကြည့်ရမှာပါဗောနော် ါပေမဲ့လည်းလို့အတင်းဘက်ကဒီ left ထက်ပူပြီးတော့တိုက်စစ်နေရမှာဒီ left ထက်ပူပြီးတော့အာမခံချက်ရှိတဲ့တိုက်စစ်မှုမျိုးတကယ်လုံနိုင်မလားပဲကျွန်တော်ကြည့်ရမှာပါဗျာဆိုတော့အပြောင်းရွှေ့ကတော့ဒီညထူးထူးခြားခြားကျွန်တော်မထွက်သေးဘူးဗျအခုချိန်ဒီရတော့သူတပြင်းအတင်းပိုင်ရှင်နေနဲ့ပတ်သက်လို့တခြားကျွန်တော်တရင်နေတည်မလားဟိုဟာတွေထွက်ဒီဟာတွေထွက်ကျွန်တော်ဖြစ်နေတဲ့ဝင်ငွေတွေဆုံးရှုံးနေဘာဖြစ်တယ်အဲ့လိုမျိုးတွေကျွန်တော်ကြုံနေရတာဆိုတော့ဒီအပြောင်းရွှေ့တရင်ကလည်းအခုချိန်မှာဂါနာချူကိုရောင်းမယ်လို့တည်တယ်မလားမင်းနူးအနာကကဘလူလဲလို့ကွန်ညာကရောရောင်းမှလားလို့ဒါဒီနဲ့ရင်ရှုပ်ချက်ကြီးခက်နေတာ ဆိုတော့ကျွန်တော်တို့ဒီ weekend မှာတနင်္ဂနွေနေ့မှာဆိုလို့ရှိရင် Premier League 10ပွဲစလုံးအကုန်ပြိုင်ကစားကြမယ်နောက်ဆုံးပွဲချင်း38ဆိုတော့အဲ့ဒါပြီးပြီဆိုတာနဲ့အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒါအပြောင်းအရွှေ့ရာသီတွေပါရောက်ပြီပေါ့လေအတင်းဘက်ကဘလောက်ထိထိရောက်တဲ့အပြောင်းအရွှေ့တွေလုံနိုင်မလဲကျွန်တော်ကြည့်ရမှာပေါ့အခုကအရာအလုံးကခဲရင်သွားပြီဟိုဒီနေ့က final မှာဘာမှမလုံနိုင်ခဲ့တဲ့နောက်ပိုင်းအရာအလုံးကကျွန်တော်တို့နော်ကျွန်တော်တို့ပေါ့နော်ခဲရင်သွားပြီအရာအလုံးကကျွန်တော်တို့ခဲရင်သွားပြီနော်ဆိုတော့အရာအလုံးကခဲရင်သွားပြီတော့ဒါအရာအလုံးခဲရင်သွားပြီဆိုတော့ ကစားမတစ်တည်းလည်းရောက်ဖို့လည်းမလွယ်တော့ဘူးပေါ့လေ။ကိုညာတို့ဘာလို့တော့မှထိ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 ဖြစ်နေပြီလေ။ထိ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 ဖြစ်နေပြီဆရာသမားရေနော်ဘသူမန်းကိုတိတ်ပြီးတော့ကျွန်တော်တို့သာနော်ဟိုအချင်းကြီးမကောင်းတော့ဘူး။ဆိုတော့အဲ့မနေ့ကြလို့ရှိရင်ကျွန်တော်အပြောင်းရွှေ့ဗီဒီယိုဒီမှာကျွန်တော်တို့သာဆက်ပြီးတော့တွေးကြတာပေါ့လေ။အတင်းနဲ့ပတ်သက်လို့ဗာဒနီနေကျွန်တော်ထပ်ပြီးတော့ထွက်ဦးမလဲ။ကျွန်တော်ကြည့်ကြပါမယ်အဲကြလို့ချင်းကျွန်တော် ပြန်ပြီးတော့တွေ့ပါမယ်ဆိုတော့ထုံးတဲ့တိုင်းမဲ့မနေ့ဖြန်မနေ့ live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ချီရှူအပိတဲ့ညီကိုများလုံးကိုကြည့်သူများကြီးတွေပါတယ်ချန်နယ်လေးကို subscribe နဲ့ဒီလိုဆိုလို့ချင်းနေပြီးတော့ပတ်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ